မင်္ဂလာပါချစ်မိတ်ဆွေတို့ရေလောကကြီးမှာအပြစ်ကင်းစင်ဆုံးအပြုံးတစ်ခုကိုမြင်ဘူးကျင်ရယ်ဘယ်ကိုသွားကြည့်ကြမလဲခလေးငယ်လေးတွေရဲ့မျက်နှာကိုကြည့်မလားဒါမှမဟုတ်ချစ်ရသူတွေစီကိုသွားမလားကျွန်တော်ကတော့မိတ်ဆွေတို့ကိုတခြားကဘာမှမရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အသက်သွေးကြောအေရဝီမြန်မာကြီးတွေကိုခေါ်သွားကြင်ပါတယ်အဲ့ဒီမှာလူစကားနားလည်ပြီးလူတွေကိုခင်တွယ်တတ်တဲ့မျက်နှာမှာ အများနဲ့အပြုံမှန်းစင်ထားသလိုဖြစ်နေတဲ့ရင်းနေတရဝလေးတွေရှိပါတယ်။အေရောင်လေးမြင့်မကြီးကမြမပြည့်ရဲ့အသက်သွေးကြောဆိုရင်အေရောင်လေးလက်မှန်တွေတွေကတော့မြင့်မကြီးရဲ့နှလုံးသားလိုတင်စားရမှာပါ။ရေထဲမှာနေထိုင်နေကြပြီမဲ့လူတွေလိုပဲခံစားတတ်ချစ်တတ်ပြီးဘယ်ချင်းကြီးကြီးမြေတားရိပ်ထင်ဟတ်နေတဲ့မျက်နာလေးတွေပန်ဆိုင်ထားကြသူတွေပါ။သူတို့ကတော့ကျွန်တော်တို့မြန်မာပြည်ရဲ့အသက်သွေးကြော အေရော်မြေကြီးထဲမှာနေထိုင်ကြတဲ့မြစ်အေရာက ချစ်စရာပြုံးမှန်ရှင်လေးများပဲဖြစ်ပါတယ်ဒီပြုံးလေးတွေနောက်ပဲမှာဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေရှိနေလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အေရီလစ်မှန်တွေကိုကြည့်လိုက်ရင်တခြားလစ်မှန်တွေလိုနှုတ်သီးအရှိကြီးမပါပဲခေါင်းလုံးလုံးဝင်းဝင်းလေးနဲ့အရန်ချစ်ဖို့ကောင်းပါတယ်သူတို့ရဲ့ပါဇက်ပုံစံလေးကအပေါ်ကိုကွစ်တက်နေတော့ဘယ်ချိန်ကြည့်ကြည့်ပြုံးနေသလိုခံစားရစေပါတယ်ဒါကြောင့်သူတို့ကိုအေရီရဲ့အပြုံးပန်ရှင်များလို့တင်စားကြတာပါ ဒါပေမဲ့သူတို့ရဲ့အလှပဆုံးအရာကရုပ်ရည်တည်းမဟုတ်ပါဘူး။သူတို့ရဲ့ဉာဏ်ကြီးနဲ့လူသားတွေပေါ်ထားတဲ့မေတ္တာပါ။ကောင်းမဘယ်နေရာမှမရှိတဲ့ထူးခြားချက်တစ်ခုကတော့ပူပေါင်းငါဖန်ခြင်း cooperative fishing လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ရေလုံးသားတွေနဲ့ပူပေါင်းငါဖန်တဲ့အလေးထားရှိတာပါပဲ။စဉ်းစားကြည့်ပါမိတ်ဆွေ။ရေလုံးသားဦးကြီးတွေကနေနေဘေးကိုကုသတုံနဲ့နောက်နောက်နောက်လို့ခေါ်လိုက်တာနဲ့အရာတွေလက်မှန်လေးတွေက ရောက်လာကြပါပဲပြီးရင်သူတို့ကအမီလေးထောင်ပြရေရက်ကလစ်ပြပြီးငါ့ကိုဘယ်နှမှာရှိတယ်ဆိုတာလမ်းပြပေးတယ်ရေလုံးသားကကွန်ပြစ်လိုက်တဲ့အခါမှာတော့လင်မိုင်လေးတွေကငါ့ကို မလွတ်အောင်ထိမ့်ပေးထားတယ်လို့ကွန်ပြစ်မဲ့ထွက်လာတဲ့ငါးတွေကို သူတို့ကစားသုံးကြပါတယ်ဒါလူနဲ့တရိစ္ဆာန်ကြီးကအပြန်အလှန်ယုံကြည်မှုအပြန်အလှန်အကျိုးပြုမှုဆိုတာကမ္ဘာရှာပါပြောက်တခုပါပဲဒါလူနဲ့အေရီလက်မှန်တွေကြားကအပြန်အလှန်ယုံကြည်မှုအပြန်အလှန်အကျိုးပြုမှုဆိုတော့ ကမ္ဘာရှာပါပြရောက်တခုဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလှမတဲ့ဇလန်လေးကအဆုံးသတ်ဖို့နိကတ်နေပါပြီ။ဒီအပြုံးပန်ရှင်လေးတွေရဲ့မျက်ရည်တွေကိုကျွန်တော်တို့မမြင်နိုင်ရပါဘူး။တရားမဝင် short tight ငါးဖန်းတာတွေကြောင့် AR တွေလက်မှိုင်တွေဓာတ်လိုက်သေဆုံးနေကြရပါတယ်။နောက်ပြီးတရားမဝင်ရွှေတူပုံမှုတွေရေတုညဉ့်မှုတွေ plastic mic တွေစက်ရုံညစ်ကြေးတွေနဲ့ငါးဖန်းပိုက်တွေချမ်းမှာ သူတို့ရဲ့စကြက်တွေ သွားလာရလမ်းကြောင်းတွေနဲ့သူတို့ရဲ့အသက်ရှူတန်းတွေတဖြည်းဖြည်းပျောက်ွယ်နေပါပြီ။မိတ်ဆွေတို့ခင်ဗျာ ARU လက်မှန်ဆိုတာတာမန်တိရစ္ဆာန်တကောင်မဟုတ်ပါဘူး။သူတို့က ARU မြစ်ကြီးရဲ့ကျန်းမာရေးကိုပြသနေတဲ့အညွန်ကိန်း indicator တွေလည်းဖြစ်ပါတယ်။သူတို့ကမြမရင်ကျမှုနဲ့သဘာဝတရားရဲ့အဖို့မဖြတ်နိုင်တဲ့အမွေအနှစ်တွေပါ။ဒီ ARU လက်မှန်တွေပျောက်ွယ်သွားရင်ရှေလုံသားနဲ့ ARU လင်းမှန်ကြကဒီလောက်လောက်ပါတဲ့တန်ရုံစင်ဇလန်လဲပျောက်ွယ်သွားပါလိမ့်မယ်။ နောက်လာမဲ့မျိုးဆက်သစ်တွေကကျွန်တော်တို့ရဲ့အေရီလက်မှန်တွေကိုဓာတ်ပုံထဲမှာပဲကြည့်ပြီးဟိုးရင်တုံးကဒီမြစ်ထဲမှာချစ်ဆွဲပြုံးတဲ့လက်မှန်လေးတွေရှိခဲ့ဘူးတယ်လို့ပြောနေရမယ့်ဖြစ်မျိုးကျွန်တော်တို့ရောက်ခံကြတော့မလားဒါကြောင့်ကျွန်တော်တို့မလုပ်ပေးနိုင်ပါမလဲသူတို့အကြောင်းကိုများများပြောပြပါ short တ်ငါးပန်းညကိုဝိုင်းဝန်းဆက်ညင်ပေးပါတဘောပေါဝဲညင်ကိုချစ်မြတ်နိုးပေးပါအေရီမြစ်ထဲမှာသူတို့ရဲ့အပြုံးတွေဆက်လက်ရှင်သန်နိုင်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ် တစ်ချိန်က AR မြေကြောင်းတစ်ချောင်းပျော်ပါနေကြတဲ့သူတို့ဟာအခုဆိုရင်မျိုးသုံးလူနေပါအဆင့်ကိုရောက်နေပါပြီလက်ချိုးရည်လို့ရတဲ့ပမာဏလောက်ပဲကြံပါတော့တယ်ကျွန်တော်တို့ကိုယ်တိုင်က AR ရဲ့အပြုံးတွေကိုဖြစ်စင်းနေတယ်ဖြစ်မနေဘူးလားဆိုတာပြန်မေးခွန်းထုတ်ရမယ်အချိန်ပါပဲမြင့်အရာကချစ်စရာပြုံးမှန်ရှင်လေးများထာဝရပြုံးနိုင်ပါစေလို့ဆုတောင်းရင်ဒီအစီအစဉ်လေးကိုရန်နာပြရစေအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်